ါရှင်ခွန်အား channel လေးကအကျိုးစုလိုက်ပါနဲ့ကျမကတော့နှစ်စီနေဦးပဲဖြစ်ပါတယ်ရှင်အခုဖတ်ပြပေးမှာကတော့ဆရာလင်းခင်စောရေးသားထားတဲ့အိမ်မဆိုင်ဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်ရှင်အိမ်မဆိုင်တစ်စူပါမားကတ်များရုပ်ရှင်ရုံများစတိုးဆိုင်စားတောက်ဆိုင်ကြီးများနဲ့စီကားတိုင်းမြေလျက်ရှိသောမြို့လယ်လမ်းမကြီးတစ်ခု၏ ခက်လန်လန်းရှိလမ်းကြာလေးတစ်ခုထဲ၌ထူဆန်းသည့်ဆိုင်လေးတစ်ဆိုင်ရှိ၏ဆိုင်လေးမှာ တခန်းတနာမဟုတ်မိုးကုတ်ကုတ်မိရောင်ခက်မိန်မိန်နဲ့ဆိုင်ထဲတွင်လည်းကုန်ပစ္စည်းအနှဲငယ်သာခင်းကျင်းထား၏စေယောင်းသူမှာအသက်60ကျပ်ရှိအဖို့အိုတဦးဖြစ်ပြီး အဖို့အိုဤကရုံးဆပင်တိုးနှံ့နှံ့မှာဆွတ်ဆွဖြူလျက်ရှိသည်တို့ရတွင် အဖို့အိုဤ ညလုံးများကတော့ဇရာနဲ့မလိုက်အောင်ပြင်ကြည်လင်းတောက်ပလျက်ရှိပေသည်ဆိုင်လေးတဲ့တွင်ပရိဘောဂများများများဆဆမရှိပဲဇပွဲတစ်လုံးကရင်တစ်လုံးကလထိုင်နှလုံးနဲ့မှန်ဗီဒီယိုဘူးလေးတစ်လုံးသာရှိ၏ဗီဒီယိုလေးမှာတော့ဆေးရောင်ဆုံးချဲထားသောအရွယ်ဆုံးကြောက်ခဲလေးများကိုစီစီထည့်တွန်းထားပါသည်ဆိုင်လေး၏မျက်နှာစာတကားပေါက်အပေါ်တက်တဲ့နိုင် မင်းညိုရောင်တစ်သားပြဆိုင်ပုတ်တစ်ခုချိတ်ဆွဲထားပြီးတစ်သားပြဘော်တွင်ဆေးအဖြူရောင်နဲ့ဆိုင်မီကို ထင်ရှားစွာရေးပြီးချိတ်ဆွဲထားသည်ဆိုင်လေး၏အမိမှာအိမ်မက်ဆိုင်အသက်20ကျော်ကရှိ အမျိုးသမီးငယ်လေးတဦးသည်ဆိုင်တကားဝမှဆိုင်ပုတ်ကိုမော့ကြည့်လိုက်ပြီးဆိုင်ထဲသို့မဝင်မရဲဝင်ရောက်လာသည် ဆိုင်ရှင်ဖိုးအိုကမြို့သမီးလေးကိုမြင်သည်နှင့်နှစ်လိုပဲပြုံးနေ စီချိုလိုက်ပြီးလာလေကလေးမှဗမာကူညီပေးရမလဲအဖိုးအိုကြီးအတန်းမှာတို့လျော့တော့လဲစီလင်ပြတ်သားပြီးဂိယူနာအပြစ်ပါဤအမျိုးသမီးငယ်လေးကနွမ်းလျော့တော့အသွင်ဖြင့်အဖိုးအိုကြီးမျက်နှာကိုအာကိုတကြီးကြည့်လိုက်ရင်ကျမအိမ်မက်လေးတစ်ခုလောက်လိုချင်လို့ပါဖိုးကလေးမကဘလို့အိမ်မက်မျိုးလိုချင်တယ်လို့လဲကွအမျိုးသမီးလေးသည် တက်ပြန်တစ်ချက်ကိုလေးပြင်းစွာချလိုက်သည်ဒီလိုပါဖို့ကျမချစ်သူကကျမနဲ့လက်ထပ်ဖို့အတွက်တည့်ရတစီမှာအလုပ်လုပ်ပြီးငွေရှာနေတယ်ခုဆို၈လလောက်ရှိပါပြီစတော့ငါသူနဲ့ကျမအမြဲတမ်းစဆက်တွေရှိတယ်ဖို့ရဲ့နောက်ပိုင်းသူစီကအစမလာတာ၂လလောက်ရှိပြီနောက်ပြီးတော့ဒီရက်တွေမှာ သူနဲ့ပတ်သက်ပြီးအိမ်မက်ဆိုးတွေခဏခဏမှတ်နေတယ်ကျမချစ်သူအတွက်ကျမအရန်ဆဲနေရတဲ့အဖိုးရဲ့ ဒါကြောင့်ကျမကိုစိတ်သက်သာရရစေမယ့်အိမ်မက်လေးတစ်ခုလောက်ရောင်းပေးပါဦးအမျိုးသမီးလေးဤစကားအဆုံးမှာအဖို့အိုသည်ဂိူးနာတက်သွားဟန်ဖြင့်တင့်ကလေးမကလေးမလို့စနေအိမ်မက်မျိုးအဖို့မှာရှိတယ်ဒါပေမဲ့အိမ်မက်ဆိုတာအိမ်မက်ပဲလေကွတကယ်လက်တွေ့မှာတော့အိမ်မက်ထဲကအတိုင်းဖြစ်ချင်မှဖြစ်မှာပေါ့ကွ အိမ်မက်ထဲကအတိုင်းရှင်းမလာနိုင်ဘူးဆိုတာကျွန်မသိပါလေအဖိုးရင်းကျွန်မတို့လူတွေအနေနဲ့အပြင်မှာလက်တွေဖြစ်တဲ့ပြဿနာတွေကိုရင်ဆိုင်ဖြစ်ရှင်းမှုနည်းလမ်းတွေရှိနေနိုင်ပါလေဒါပေမဲ့အိမ်မက်ထဲမှာတော့ဘယ်လိုအကြောင်းအရာမျိုးပဲမမှတ်ညှဉ်းဆန်းကြောက်ရကြလို့မရဘူးလေဒါကြောင့်ဒီနုနှစ်သိမ့်စရာအိမ်မက်လေးတစ်ခုကျွန်မလိုချင်ပြရပါရှင်အေးပါကွယ်ဒါဆိုလဲကလေးမလိုချင်တဲ့အိမ်မက်မျိုးအပူရောင်းပေးပါမယ်ကွယ် အဖို့သည်နံပေးရှိမှန်ပြီလိုလေးတဲ့ကအပြာရောင်နဲ့တန်းရောင်ဆေးချေထားသောကြောက်ခဲလေးတစ်ခုကို ထုတ်ယူ၍မျိုးသမီးလေးကိုပေးကညအေးရောင်ဝန်ကန်နည်းရင်ဒီကြောက်ခဲလေးကိုကလေးမလက်နဲ့ထိကင်ပြီးကိုဖြစ်ချင်တော့ကိုဆန္ဒပြုပါပြီးရင်ဒီကြောက်ခဲလေးကိုကောင်းအောင်မထားအိတ်ကလေးမပြုတဲ့ဆန္ဒအတိုင်းအိမ်မက်ကောင်းလေးမပန်နိုင်မယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဖိုးရဲ့ အဖိုးရဲ့အိမ်မက်အတွက်စမဘယ်လောက်ပေးရမလဲရှင်မြို့သမီးလေးမှာသူလူချင်းတဲ့အိမ်မက်ကောင်းလေးရရှိတော်သဖြင့်ဝမ်းသာသွားပြီအဖိုးအိုကိုချားတင်ွေပေးချီတာကျေးဇူးတင်စကားများထက်ထက်ပြောပြီးတော့ဒီမက်ဆိုင်လေးထဲမှာဒုက္ခသွားလေသည်အဖိုးအိုဒီဆိုင်ထဲမှာထွက်သွားတော့မြို့သမီးလေးကိုကြည်ရင်နှုတ်မှပြေရှင်းစရာ အိမ်မက်လလလေးမက်ပါစေကွယ်ဟုတီတို့ဆူတောင်းပေးလိုက်လေသည် ဘဘဘဘအဖိုးဦးဒီမန်ဗီဒိုလေးထဲမှာရောင်စုံကြောက်ခဲလေးများကိုကြက်မွေးတစ်ပျက်စီတစ်ချောင်းဖြင့်အသက်ရှင်နေစဉ်နောက်မှ ခေါ်တန်ကြား၍လက်ကြည့်လိုက်သည်ဆိုင်တကားဟောအတွင်း၅နှစ်၆နှစ်အရွယ်ကလေးငယ်တဦးအရဲတရဲနဲ့ရက်နေ၏ကလေးငယ်မှာအဝေးမှပြေးလာခဲ့ရဟန်ဖြင့်မောပန်းလေးရရှိသည်ဘာလို့ခြင်းလို့လဲငါမြည့်ရဲ့ဘဘကတိမတလာလေးတို့ရောင်းနေဆို တာဝဲခြင်းလို့ပါပါပါရင်ဒီဒီတော့မှကလင်းငယ်ကြီးလက်ထဲတွင်ဝိဆက်ကူတချို့ဆုတ်ကင်ထားသည်ကိုအဖို့ကိုဒတိပြုမိသွားသည်မြေးကဘာအိမ်မက်လို့ခြင်းလို့လဲကွာဖေဖေရဲ့မမေရဲ့ပါရဲ့အတူတူနေရတယ်ဆိုတဲ့အိမ်မက်လေးလိုချင်လို့ပါပါပါဟင်မြေးကအခုဘယ်သူနဲ့နေတာလဲကွာဖဖနဲ့နေတာပါဖဖကဟိုစင်းသားမှာပန်းရောက်နေ မင်းရဲ့ဖဖေနဲ့မမေကဘယ်သွားလို့လဲပေါ်ပါကတော့ပြောတယ်ဖဖေကသားတို့ကိုထားပြီးပိုးဝဲကြီးကိုထွက်သွားတယ်တဲ့မမေကတော့သားအတွက်ရုပ်တွေမုံကြီးဝဲဖို့ပတ်စံသွားရှာနေတယ်တဲ့အရုပ်တွေမုံငယ်တားမလို့ခြင်းဘူးတားကဖဖေမမေတို့နဲ့ပဲအတူတူနေကြတာပြပါရဲ့ကလေးငယ်မှာစကားပြောရင်ဝတန်ဆက်ခါညရင်များဝဲလာ၏ အဖိုးတီကလေးငယ်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ခံကလေးဤဥကောင်းအားညင်တာစွာဥတက်လိုက်သည်စိတ်ထဲမှာဤကလေးကဲ့သို့မိမဲ့ဖမ်းမဲ့နဲ့မိဘမြတ်တာငမွတ်နေသည့်ကလေးငယ်တွေမိမရှိနေသည်လည်းတွေးနေမိ၏ကလေးငယ်ဤခံစားချက်ကိုဟိုးအိုစာနာမိပါသည်ကလေးငယ်လိုချင်သည့်အိမ်မက်မျိုး ကိုလည်းအဖို့ပေးနိုင်ပါသည်သို့သော် ဒီလိုအသိဉာဏ်နည်းနည်းလေးသည့်ကလင်းငယ်တဦးကိုတကယ်ဖြစ်မလာနိုင်သောအိမ်မက်တွေမမျှော်လင့်စေချင်ပါတကယ်လက်တွေ့ကြမိမိသားမဲ့ဘဝကို ကောင်းမွန်စွာဖြတ်သန်းနိုင်မည်ခွန်အားများပဲသိချင်ပါသည်ထို့ကြောင့်စပွဲပေါ်ရှိဖံပလေးလေးတစ်လုံးနဲ့မှတခြားလုံးအနေနဲ့ယူပြီးကလင်းငယ်အားပေးလိုက်၏ကလင်းငယ်ကတခြားလုံးမျိုးကိုစီပြီး ဟင်မဖကလည်းတားလို့ကျနေမမမဟုတ်ပဲကစားလုံးတွေကိုဟာဟာဒါရွရတရားလုံးမဟုတ်ဘူးငါမေးရဲ့အိမ်မက်တရားလုံးလို့ခေါ်တယ်ကွဒီစကြလုံးကိုစားရင်မမင်းမချစ်နဲ့အိမ်မက်တွေမက်လိမ့်မယ်တကယ်ပြောတာနော်ဘဘတကယ်ပေါ့ကွာဒါဆိုဒီအိမ်မက်တရားလုံးတွေဘလောက်ပေးရမလဲဘဘဘလောက်မှမပေးရပါဘူးကွာဘဘကမျိုးကိုချစ်လို့လက်ဆောင်ပေးတာ အဲပသမီးကိုအိမ်မက်တဲ့ကြားလုံးလေးပေးတာရေရေပပကိုပြေမပြောနဲ့နော်နောက်ပြီးပပစကားကိုနားထောင်ပြီးနင်းနေမှမနေရမယ်နော်ဟုတ်ပြီလားဟုတ်ကဲ့ပပတာလင်းလေးမှမနေပါမယ်အေးအေးဒါဆိုတော့တော့ကြာရေရေပပစိတ်ကူနေဦးမယ်ကလေးငယ်မှာဖို့ပေးလိုက်တော့စားလုံးများကိုလက်ထဲတွင်စစ်စစ်ပါအောင်ဆုပ်ပြီးပျော်ရွှင်စွာပြည့်ထွက်သွားပါတော့သည် ဒီနေ့တော့ညနေစောင်းသည့်အဖြစ်အိမ်မက်ဝဲသူတဦးမှရောက်လာသဖြင့်အဖို့သည်စာအုပ်ထူကြီးတဦးကိုအေးအေးဆေးဆေးဖတ်လျက်ရှိပြီးထိုအချိန်တွင်ဆန်ရှိသူနောက်ဆုံးဘကားတက်ကြီးတစီထိုဆိုင်လာပြီးကဘောမှလူဤတန်ငွေတတော်ဆင်းလာပြီးထိုလူကဆိုင်တကားဝမှာဆိုင်ဖို့ကိုတစ်ချက်မို့ကြည့်ပြီးဆိုင်ထဲသို့ငင်းရောက်လာပြီး ဘိုးကဖလက်စာစာအုပ်ကိုစာမျက်နှာမှတ်ခါပိတ်လိုက်ပြီးထို့သူအားခရီးဝတ်သူခုလိုက်သည်စာပါမိတ်ဆွေစုပ်ပန်းကူညီပေးရမလဲလူဤတန်ကဆိုင်လေး၏အခင်းချင်းကိုတစ်ချက်လက်ပတ်ကြည့်လိုက်ပြီးကျုပ်အိမ်မက်တစ်ခုတော့လိုချင်လို့မိတ်ဆွေကဘလို့အိမ်မက်မျိုးလိုချင်လို့လဲစိတ်ချမ်းသာစရာကောင်းပြီးလက်ပေါ်ပါတဲ့ဒီမက်မျိုးလိုချင်တယ် အဖို့ကလူရည်တန့်ဤပုံစံကို အကဲခတ်ကြည့်ရှုလိုက်၏ပြီးမှစပွဲကုန်တစ်ပတ်ရှိကရထိုင်းစီတုံညံပြရင်ထိုင်မအောင်မိတ်ဆွေခမရကိုကြည့်ရတာအဲရရပြည့်စုံနေတဲ့ပုံပါပဲဘယ်လိုစိတ်နှချမ်းသက်ဆရာတွေများရှိလို့လဲသိပေးရစေထိုသူမှာအဖို့ကိုရှေ့မှာကရထိုင်းတွင်ဝင်ထိုင်လိုက်ပြီးတပြင်းမော်ကြီးရှေ့လျားစာမုတ်ထုတ်လိုက်ပြီး ဟုတ်ပါတယ်ခင်ဗျားထင်တယ်လို့ကျုပ်ဟာရုပ်ပိုက်ဆိုင်ရာရပြပြဆုံးတဲ့လူတစ်ယောက်ပါပဲပြည်သွန်းမာယောပြပတ်မာယောကျုပ်ပိုင်တဲ့ကုမ္ပဏီတွေဟိုတယ်တွေတက်ချစ်စရာကောင်းပြီကျုပ်ပေါ်နားလည်ပေးနိုင်တဲ့ဤသားစုလေးလည်းရှိတယ် ဆိုလည်းညွန့်ညွန့်တဲ့အတိုင်းဒီပေမတင်လိုက်လုပ်ပေးနိုင်တယ်တပည့်လက်သားတွေလည်းရှိပါတယ်ဒါပေမဲ့စုံမှာလက်လက်ပေါ်ပါတဲ့ဖျော်ရှင်မှုမျိုးမရဘူးဖြစ်နေတယ်ချိန်တိုင်းစုံရဲ့လုပ်ကိစ္စတွေစီပွားရေးလူမှုရေးကိစ္စတွေကစုံကောင်းနဲ့ရောက်ရောင်နေတယ်ကျောက်အိဆာနိုင်မဲ့ကျန်လိုက်တိုင်းအဲ့ဒီအကြောင်းအရာတွေကကျောက်အိရာကိုဥအောင်ရောက်နေတတ်တယ်။အပြင်မှာဘလောက်ပဲစိတ်ပင်လွှမ်းမှာပဲ နှိစက်တဲ့အချိန်လေးမှာတော့စိတ်ပျော်ရွှင်စရာအိမ်မက်လေးမှတ်ချင်တယ်။အဲဒါကြောင့်အလုပ်အကြောင်းဘူမူရဲ့အကြောင်းတွေမပါပဲစိတ်လက်လက်ပေါ်ပါစီမယ်အိမ်မက်လေးတစ်ခုလောက်ရောင်းမှာဘလောက်ပေးရပေးရစုပ်ပေးပါမယ်။လူရည်တန့်စကားဆုံးသည်နဲ့အဖိုးအိုမှာနူးညံ့စွာပြုံးလိုက်ပြီးမိစေလိုချင်တဲ့အိမ်မက်မျိုးစုံမှာရှိပါတယ်။ဒါပေမဲ့သိချင်တာလေးနည်းနည်းမေးမယ်နော်။ဒါမှမိစေနဲ့အဆင်ပြေမဲ့အိမ်မက်မျိုးချုပ်ရွေးပေးလို့ရမှာ။ မသိချင်တာလေမိစေရဲ့တနေ့တာလုပ်ငန်းလေးဘယ်ချိန်မှပြီးတယ်လဲပုံမှန်ဆိုရင်တော့ကျုပ်ရုံးခန်းပိတ်ချိန်ကညနေ9:00နာရီပါပဲဒါပေမဲ့ပင်ရောက်ရင်စရင်စရာတွေပြန်စစ်တာနဲ့ဘယ်ငန်းသားကဖိမိတွေဖက်ရပြန်ရတာနဲ့10:00နာရီ17:00နာရီလောက်မှပြီးတယ်အဖိုးအိုကဥကောင်းကိုလက်ဆက်ဆက်နေရင်တနေ့ခမရအချိန်9:00နာရီလောက်ရှိလဲ လူဤတက်လီဥကောင်းကိုဖြင်းချင်းစွာခိုင်းရလိုက်သည် ကျုပ်အိတ်မပြောတာရက်အုံများနေပြီလူဤစကားကြောင့်ဟိုသည်ပြေတနာဤအဖြေကိုရှာတွေ့သွားဟန်ဖြင့်ဒါဆိုရင်တော့မိတ်ဆွေ နေရာမှားပြီးရောက်လာတာပဲဘယ်လိုခမရဘာကိုဆိုလိုတာလဲအဖိုးကိုဤစကားကိုလူဤတက်အားလဲပုံမရအဖိုးကထို့သူမျက်နှာကိုတည်တည်ချာချာစိုက်ကြည့်ပြီး ကျုပ်ကအိမ်မက်ရောင်းတဲ့သူပါအိတ်ဆေးရောင်းတဲ့သူမဟုတ်ဘူးအိမ်မက်မချင်တဲ့ဆိုရင်တော့ခင်ဗျအိတ်ပြုံမှဖြစ်မှာပေါ့ဟွန်းဟုတ်တယ်လေခင်ဗျပိုင်ဆိုင်လာရဲ့တရားတွေရဖို့ခင်ဗျငွေကြေးတွေအချိန်တွေရင်းနှီးခဲ့ရတာပဲဘာတစ်ခုမှလက်ကားမရဘူးလေအခုလဲခင်ဗျလိုချင်တဲ့အိမ်မက်ရဖို့နှိမ့်ဆက်ချင်တော့ပေးရမှာပေါ့ဟိုကဆက်ပြီးဒီမှာမိတ်ဆွေကျုပ်အကြံတစ်ခုပေးပေးရစေ ခမနားလက်တက်ကြတဲ့ဆရာဝန်တယောက်စီသွားပြီးပိတ်ပျော်စေဖို့ကြံ့ညံတောင်းဆွေးနွေးကြည့်ပါပြီးမှကျုပ်စီကိုပြန်လာခဲ့ပါအဲ့ဒီအခါကျရင်မစ်ဆေတဲ့အကောင်ဆုံးအိမ်မက်တစ်ခုကျုပ်လက်ဆောင်ပေးပါမယ်နောက်ဆုံးလူရီတဲ့အမျိုးသားဒီအဖိုးအိုကိုနှုတ်ဆက်၍ကားပေါ်တက်ခါမောက်ထွက်သွားလေတော့ဒီမသွားခင်အဖိုးအိုဤအိမ်မက်ဆိုင်လေးကိုအကြခင်ပြန်လာခဲ့ပြီခုဂရိပေးသွားလေသည် မိုးဆုံနေပြီးဖြစ်သောကြောင့်အဖိုးအိုသည်အိမ်မက်ဆိုင်လေး၏တံခါးများကိုပိတ်ပြီးအိမ်ရဝင်ရန်ပြင်ဆင်လိုက်သည်အဖိုးအိုမှာအများအတွက်အိမ်မက်များကို ရောင်းချပေးနေတော်လဲသူကိုယ်တိုင်အိမ်မက်မက်ဖို့မကြိုးစားတည်မှကြာပြီးဖြစ်၏သူအတွက်အိမ်မက်မက်ရဖို့ချက်အိမ်ရဝဖို့တန်းလိုအပ်သည်ဟုသူထင်သည်အိမ်မက်ဆိုသည်မှာသူ့ရောင်းတာဖြစ်သည် ဘဝနေဝင်ချင်းနီးကပ်နေသောပို့အိုတူအတွက်ဘတုရောင်များကို သူမမျိုးလင့်တော့ပါဘို့တော့မပြင်းလက်တွေ့ဘဝမှာခါသီးသောစစ်လက်မှုများနဲ့ရင်ဆိုင်ကြုံတွေ့နေရသူတွေအတွက်ဘတုရောင်အိမ်မက်များဆက်လက်ရောင်းချနေရအောင်မည်ဖြစ်ပါသည်အဖို့သည်အရာထက်သို့မြင့်သောစာလဲလျောင်းရင်းလူသားအလုံးအပူပင်တော့က ခင်ဝိဇာအိတ်ဆက်နိုင်ကြပါစေဟုဒီလိုရေရွက်ဆုတောင်းလိုက်ပါတော့သည်လင်ခေသောခင်ဗျာနာဆင်ပြေကြတယ်တွလိုက်ပြီးတော့ကျေးဇူးထူးတယ်ရှိပါတယ်ရှင်အိမ်မက်ဆိုးတာလေအမြန်ဆုံးလုံးရောက်ပြီးတော့လက်ပတ်နဲ့အိမ်မက်လေးစီရောက်ရှိကြပါစေဆုတောင်းပြလိုက်ပါတယ်ရှင်